တရုတ်ဟင်းလျာတွေထဲမှာလူကြိုက်အများဆုံးဖြစ်တဲ့ကုန်းမောင်ကြီးကျော်ကိုအိမ်မှာပဲအရသာရှိရှိကြော်စားလို့ရမယ့်နေလန်လေးမျှဝေပေးချင်ပါတယ်ရှင်။ချက်သားအသားကြီးပဲ20သားလောက်ကိုတခိုက်စာအတုံးလေးတွေလှီတာပေးပါမယ်။အရာသာအတွက်စားအနေငယ်ကြက်သားမှုအနေငယ်နဲ့ငရုတ်ကောင်းလေးအနေငယ်ထည့်ပေးပါမယ်။ပိန်းငံများရဲ့အကျဲကိုတော့ထမင်းစားစွန်းနဲ့ဓဇွန်းထည့်ပါမယ်ရှင်။ခရုစီကိုလည်းထမင်းစားစွန်းဓဇွန်းထည့်ပါမယ်။ ကြက်သားလေးပို့ပြီးတော့နူးညံ့ပြီးတော့အနူးမြန်သွားအောင်လို့ရှာလကာရည်လေးနဲနဲလေးပါတယ်ဆိုရင်လေးထည့်ပေးပါမယ်။ပြောင်းကုန်မဟုတ်ကို ထမင်းစားစွန်းနဲ့နှက်စွန်းထည့်ပါမယ်ရှင်။ပြီးတာနဲ့အရသာတွေအားလုံးနှက်ဆက်သွားအောင်လို့မှုေ့ပေးလိုက်ပါမယ်။ပြီးပြီဆိုရင်တော့အသားလေးအထိအရသာဝင်သွားအောင်လို့နာယူဝက်လောက်နှက်ထားပေးလိုက်ပါမယ်ရှင်။အသီးရွက်တွေကတော့ကိုကြိုက်နှစ်သက်တဲ့အသီးရွက်တွေထည့်လို့ရပါတယ်ရှင်။ အသေးရွက်တွေအကုန်လုံးကိုတေချာရေးဆေးတန့်စင်ပြီးပြီဆိုရင်တော့ကိုလိုချင်တဲ့ပုံစံအနေထားလေးတွေဖြစ်အောင်လို့လှီးတာပေးလိုက်ပါမယ်။ကျက်တူနီကို၄00လေးလှီးပြီးတော့တစ်ဖက်ချင်းဖြစ်အောင်ခွာထားပေးပါမယ်ရှင်။နောက်ထပ်လိုအပ်တာတွေကတော့ငရုတ်သီးအချောင်းတောင်၈တောင်းလောင်ရဲ့တီဟိုစီအနေငယ်ဂျင်းအနေငယ်နဲ့ကျက်တွန်ဖြူအနေငယ်လိုအပ်ပါတယ်ရှင်။ပြောင်းကော်မုတ်ထမင်းစားစွန်းနဲ့တစွန်းထည့်ပါမယ်။ရေသုံးစွန်းထည့်ပြီးတော့ပြောင်းကုန်မုတ်လေးတွေပျော်သွားအောင်လို့မှွေထားပေးပါမယ်ရှင်။ ။ဒါကြောင့်လက်ဖက်စာစွန်းနဲ့တစွန်းထည့်ပါမယ်။ကြက်သားမုတ်ကိုတော့လက်ဖက်စာစွန်းနဲ့တစ်ဝက်လောက်ထည့်လိုက်ပါမယ်ရှင်။ပိတ်ငံများ၏အကျဲကိုထမင်းစာစွန်းနဲ့တစွန်းထည့်ပါမယ်ရှင်။ခရူးစီကိုလည်းထမင်းစာစွန်းနဲ့တစွန်းထည့်ပါမယ်။ပင်ငံများ၏အပြစ်ကိုတော့ထမင်းစားစွန်းနဲ့တဝက်မရှိတရှိလောက်လေးထည့်ပေးပါမယ်ရှင်။ပြီးတာနဲ့အားလုံးတမတော်အောင်လို့မှွေထားလိုက်ပါမယ်။ ကျော်မဲ့အိုးတဲ့ကိုစီမြန်းများလေးထည့်ပေးပါမယ်ရှင်။ကုန်းမောင်ကြီးကျော်ကစီနေရင်စားလို့မကောင်းပါဘူး။စီလေးနည်းနည်းလေးပူလာပြီဆိုတာနဲ့ငရုတ်သီး၆တွေကိုအရင်ကျော်ပေးပါမယ်ရှင်။မီးအားခန့်နေနေနဲ့ငရုတ်သီး၆လေးတွေအနံ့လေးတအားမွေးလာပြီးတော့အယောင်လေးပြောင်းသွားတဲ့အထိကိုကျော်ပေးရပါမယ်ရှင်။ကုန်းမောင်ကြီးကျော်ရဲ့အဓိကအတက်ကတော့ငရုတ်သီး၆ကျော်ထားတဲ့အနံ့လေးဖြစ်ပါတယ်။ငရုတ်သီး၆တွေအယောင်ပြောင်းလာပြီဆိုတာနဲ့ဆဲထုတ်ထားလိုက်ပါမယ်။ ဒီငရုတ်သီးကြော်ထားတဲ့စီတဲ့ကိုပဲခုနအရသာနေပြီးတော့နှက်ထားတဲ့ကြက်သားလေးတွေထည့်ကျော်ပါမယ်ရှင်။ကြက်သားတွေကိုထည့်ပြီးတာနဲ့ချက်ချင်းမှွေလိုက်တာမျိုးမလုပ်ဘဲနဲ့အိုးအနှံ့စီပူနဲ့ထိအောင်လို့ဖြန့်နာပေးလိုက်ပါမယ်။ကြက်သားလုံးလေးတွေရဲ့ဒီအောက်ဖက်အချမ်းကိုကျက်သွောင်းလို့အရင်ကြော်ပေးပါမယ်ရှင်။နမနဲ့လောက်ကြော်ပြီးပြီဆိုတာနဲ့တစ်ဖက်ကိုလှန်ပေးပါမယ်ရှင်။ ။ပြီးရင်ဒီဘက်တစ်ဖက်ကိုလည်းကြက်သွားအောင်လို့2မိနစ်လောက်ထပ်ပြီးတော့ကြော်ပေးပါမယ်။အခုလိုမျိုးဟိုဘက်ဒီဘက်အားလုံးပေါင်း၄မိနစ်လောက်ကြောပေးပြီးပြီဆိုရင်တော့ကြက်သားလေးတွေကအပေါ်ရန်ခွန်လေးတွေတင်းတင်းမာမာလေးဖြစ်ပြီးတော့အတုံးပုံစံမပြတ်ဖြစ်သွားပါပြီ။ကြက်သားတွေကထွက်တဲ့ရေတွေလုံးဝမကျန်တော့ဘဲနဲ့အခုလိုမျိုးစီကြီးပဲကျန်တဲ့အနေထားရောက်ပြီးဆိုရင်တော့ကြက်သားတုံးလေးတွေအကုန်လုံးကိုပေးဖို့ကတ်လိုက်ပါမယ်။ပြီးရင်လှီးထားတဲ့ချင်းအမြင်လေးတွေကိုထည့်ကျော်ပေးပါမယ်ရှင်။ ဂျင်းနံလေးမှုေးလာပြီဆိုတော့မှကြက်သွန်ဖြူနုံနုံဆဲနနာလေးတွေထည့်ကျော်ပါမယ်ရှင်ကြက်သွန်ဖြူလေးပါမှုေးလာပြီဆိုရင်တော့ဒီအသားလေးကိုကြက်သွန်ဖြူဂျင်းနံနေဝင်သွားအောင်လို့အားလုံးနှံ့သွားအောင်လို့မှုေးထားပေးလိုက်ပါမယ်စီရအခုနေချိန်မှာများတယ်လို့ထင်ရပေမဲ့အသေးရွက်တွေထည့်လိုက်မယ်ဆိုရင်ကွက်တီအနေထားလောက်ဖြစ်သွားပါလိမ့်မယ်ရှင်။ပြီးပြီဆိုရင်တော့ဒီအသေးရွက်တွေထဲကနူးဖို့နည်းနည်းလေးခတ်တဲ့ပန်းကော်ဘီနဲ့မုံလာဥနီကိုထည့်ကြော်ပါမယ်ရှင်။ အသီးရွက်တွေစပြီးတော့ထည့်ပြီးဆိုတာနဲ့မီးအောက်ကိုအပြင်းဆုံးတင်လိုက်ရပါမယ်ရှင်တမနင်းလောက်မှွေကြော်ပြီးပြီဆိုတာနဲ့ကြက်တော်မိတ်ကလွင်ရင်ကြံနေတဲ့အသီးရွက်တွေအားလုံးကိုတစ်ခါလေးထည့်လိုက်ပါမယ်ရှင်။ခုနကအသင့်ဖြော်ထားတဲ့ sauce အရေးလေးအကုန်လုံးထည့်လိုက်ပါမယ်ရှင်။ အတီးရက်တွေစပြီးတော့ထည့်တဲ့အချိန်တွေအားဆိုရင်3မိနစ်အလုံးစုံ9မိနစ်ထပ်ပို့ပြီးတော့မကြော်ပါနဲ့ရှင်အတီးရက်တွေတအားကျက်ပြီးတော့နူသွားရင်စားလို့မကောင်းပါဘူးအရာသာစိတ်ကြိုက်ဖြစ်သွားပြီဆိုရင်တော့ခုနကကြော်ထားတဲ့ငရုတ်သီးတောင်းတွေထည့်လိုက်ပါမယ်ရှင်ပီဟိုစီးထည့်ပါမယ်ပီဟိုစီးမရှိရင်ပီဟိုစီးများမှာမြေပဲလှော်ဦးအစားထိုးပြီးတော့သုံးလို့ရပါတယ်အနက်လေးကတော့တအောင်မွေးနေပါပြီရှင် နာလောက်မှွေပြီးပြီးပြီဆိုရင်တော့နောက်ဆုံးမှာကြက်တော်မိတ်လေးအုပ်လိုက်ပါမယ်ရှင်။ကြက်တော်မိတ်လေးအုပ်ပြီးပြီဆိုတာနဲ့မိပိတ်လိုက်လို့ရပါပြီရှင်။ဟုတ်က Subscribe ကိုနေခါကိုနေပေးချပေးကျွန်တော်ဒီလို